မိဘတွေကိုတချို့ကဟာမိဘတွေကပြေးလဲနေတာပဲမိဘတွေမှာအဆင်ပြေးနေတာပဲဆိုရင် သားသမီးတွေကတိတ်ပြီးတော့ကျူးရမှမသိဘူးအဝတ်ပေးရမှမသိဘူးခြေစုပ်လက်နဲ့ပြုတ်ပေးရမှမသိဘူးဟောစဉ်းစားကြည့်နော်မိဘနဲ့အိမ်ကိုနဲ့အိမ်ခွဲနေတယ်မိဘတွေကလည်းအရွယ်ရှိသေးတယ်ဆိုတော့သူတို့လည်းသူတို့စည်းဝါးသူတို့လှုပ်ဟုတ်လားကျဉ်းကျဉ်းမာမာနဲ့ဒီလိုတော်တော်လာလာရှိနေတယ်ဆိုရင်သားသမီးတွေကမိဘတွေကိုအဲ့ဒီအချိန်မှာဘာပြန်လှုပ်ပေးတော့ဘာမှလှုပ်မပေးတာပဲများတယ် တို့လည်းသူတို့သူတို့ရှာစားနေတယ်အဲ့တော့ဥစဉ်ကတခါလေးစဉ်းစားကြည့်တယ်တချို့သားသမီးတွေကမိဘတွေကိုကြွေးမွေးဖို့အတွက်မိဘတွေကအင်မတန်နွမ်းပါတဲ့ငတ်မွတ်တဲ့အဆင့်ထိရောက်အောင်မြန်သူတို့စောင့်နေကြသလားမသိဘူးလို့အဲ့ဒါကိုလည်းဥစဉ်ကစဉ်းစားကြည့်တယ်နော်ကိုကလှုပ်ကျွေးခြင်းလှုပ်ကျွေးတဲ့အခြေအနေရောက်အောင်မိဘတွေကအဆင်မပြေဖြစ်ပေရမယ့်အနေအထားမျိုးမှန်မှန်ရှိနေသလားမသိဘူး။ဟမ် ငါလှုပ်ကြွေးရအောင်မိဘတွေအဆင်မပြေဖြစ်မှလှုပ်ကြွေးမယ်ဆိုတော့တော်တော်ဆိုးတာပေါ့ဟုတ်ရဲ့လားအဲ့လိုမျိုးဖြစ်တဲ့တလားမဖြစ်တဲ့ဘူးနော်သူကျမ်းမာရေးကောင်းတယ်ဆိုရင်လည်းသွားပြီးတော့နှိပ်ပေတာမျိုးနင်းပေတာမျိုးစီပွားရေးအဆင်ပြေတယ်ဆိုရင်လည်းကိုယ့်အိမ်ကဟင်းထမင်းချက်တဲ့သွားပြီးတော့ကြွေးတာမျိုးမွေးတာမျိုးမလှုပ်တဲ့ဘူးလားမလှုပ်တဲ့ပါလေအဲ့တော့သားသမီးတွေကများသောအားဖြင့်တော့မိဘတွေကိုဆင်းရဲနှောင်းပါတဲ့အဆင်ထိစောင့်နေကြပုံရတယ်ဆေးရုံဆေးခန်းရောက်တဲ့အထိစောင့်နေကြပုံရတယ်အိမ်ရာတွေကိုတွက်ချပါ ပြစ်လေးဖြတ်သည့်အထိသူတို့စောင့်နေကြကုန်ရတယ်။ကျန်တဲ့အချိန်မှာတော့မပြုစုကောင်းသလိုမယူရကောင်းသလိုနေကြတာထင်ကြတာများတယ်။ဟုတ်လား။တချို့ကြတော့လည်းပဲရှိသေးတယ်။သာသမီကမိဘကလိုအပ်နေတယ်ဆိုတာကိုတော့သိတယ်။ဒါပေမဲ့တပည့်တော်တို့ကလည်းကိုယ့်ဟာကိုယ်အနိုင်နိုင်ပဲဟော။ကိုယ်ကလည်းကိုယ့်ဟာနဲ့ကိုယ်ကြက်ကြက်တဲတဲဖြစ်နေတယ်ဆိုကြပါစို့။အဲ့ဒါလို့ကိုယ်ကအဆင်မပြေဘူးဆိုတဲ့အကြောင်းပြချက်နဲ့မိဘကိုမပြုစုမလုပ်ကြွေးတာကမရှိဘူးလား။ ဒါလည်းမကောင်းဘူးနော်စိုးစိုးကပါလေမိဘတွေအဆင်ပြေနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအခုကပါတော့ကိုယ်အဆင်မပြေဘူးဆိုတဲ့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအဲ့ဒီအချက်ကိုကြတော့ဦးဇင်းတို့ကဘာပြောချင်လဲဆိုတော့ကင်ထားပါတော့ကိုကလည်းကိုစားဝတ်နေရရအနိုင်နိုင်ကြိုးပမ်းနေရတယ်လုံပမ်းနေရတယ်ထို့ရင်နော်ရှိစေတော့အဲ့ဒါလို့ဆိုရင်ပတ်စံလည်းမကုန်နဲ့ငွေကုန်ကြေးကြလည်းမရှိတဲ့အ ਨੇ စုံ ချိုတာတဲ့စကားလောက်တော့မိဘပေါ်မှာပြန်ပြီးတော့တုံ့ပြန်တဲ့လေအေးချမ်းတဲ့မေတ္တာနဲ့တော့မိဘပေါ်မှာပြန်လဲပြီးတော့ထားတဲ့လေစဉ်းစားကြည့်နော်တချို့လူတွေနော်မိဘပေါ်မှာချိုတာတဲ့စကားမပေးနိုင်ဘူးအဲ့ဒါကိုတော့တပည့်တို့မပြည့်စုံလို့ပါလို့အကြောင်းပြချက်ပြလို့ရသေးသလားမရဘူးကိုတကယ်ကိုစေတနာမေတ္တာမရှိလို့အဲ့ဒါချိုတာတဲ့စကားမပြောနိုင်တော့လားအဲ့ဒီတည်ငါအဲ့ဒီအခိုက်အတန့်ပါ အဲ့တော့ချိုးသောစကားအေးသောမေတ္တာလေးလောက်တော့ပတ်စံရှိရှိမရှိရှိပြေလေသည်ဖြစ်စီမပြေလေသည်ဖြစ်စီမိဘအပေါ်မှာကိုယ်စေတနာရှိမယ်ဆိုရင်တုံ့ပြန်လို့မရဘူးလားရခဲ့တာပေါ့ရတာပေါ့ဟုတ်လားကိုငယ်ငယ်တုန်းကကိုယ့်ကိုအင်မတန်ချိုးတဲ့အင်မတန်ဟောကြည်နူးတဲ့အပြုံးနေလေသံနေနဲ့မိဘတွေကကိုယ့်ကိုဘာလုပ်ခဲ့တာတုန်းဆက်ဆံခဲ့တာအပုံတရားပုံရင်တပုံလောက်ပြန်ပေးမယ်ဆိုရင်ကိုယ်တော်တော်ကောင်းမယ်ဟုတ်ရလားဒါပေမဲ့သားသမီးတွေကများသောအားဖြင့် ကိုယ်စိတ်တိုင်းမကြရင်လည်းပဲမိဘအပေါ်မှာစိတ်ကွက်ကြတာများတယ်။အဲ့လိုမျိုးစိတ်ကွက်တာရှိတယ်မို့လား။ရှိတာပေါ့နော်။အဲ့လိုမျိုးစိတ်ကွက်ရင်ဦးစင်ကအကြံပေးခြင်းလဲ။ဦးစင်ကတော့အလွန်အဆင်ပြေစေခြင်းလဲ။သိလားမိဘနဲ့သာသမီဆက်ဆံရေးကို။အဲ့လိုစိတ်ကွက်နေတာရှိရင်ငါဖြစ်ချင်တာလေးနည်းနည်းကိုမဖြစ်ရတာနဲ့ငါဖြစ်ချင်တာတွေအများကြီးဖြစ်ခဲ့တာကိုငါမျက်ကွယ်မပြုတ်သင့်ဘူးလို့ကိုယ့်ကိုစဉ်းစားတတ်တယ်။ မိဘတွေကြောင့်ကိုယ်စိတ်တိုင်းကြခဲ့တာတွေကအများကြီးပါတကယ်တမ်းကတော့မိဘတွေလည်းပုထုဇဉ်ပဲသူတို့လည်းပဲဟိုအတိညာနဲတာတွေရှိကောင်းရှိလိမ့်မယ်ဒါကြောင့်မို့လို့သူတို့မှားတာတွေလည်းရှိလိမ့်မယ်သူတို့ကိုအမြဲတမ်းအခါခါသိမ်းမှန်တယ်လို့မဆိုလို့ဘူးဟုတ်ရဲ့လားသို့တော့ကိုယ်လိုအင်လေးအနည်းငယ်မျှမပြည့်တာနဲ့လိုအင်လေးအများကြီးပြည့်ခဲ့တာကိုမျက်ွယ်ပြုတ်တဲ့လားဆိုတာကိုမစင်သားတဲ့မို့လားတင်သားတဲ့နာပေါ့နော်ဒါကြောင့်လူတွေရဲ့သဘောဆိုတာလည်းခက်တယ်နော် လူဤအကြိုက်ဆဲကလိုက်လဲမလိုက်တခါရှိခဲ့ပါမူကြီးစွာရန်သူဆွဲမှတ်อยู่ဤတဲ့မိဘကိုတောင်တချို့အဲ့လိုသဘောထားကြလားမိဘကကိုယ့်အပေါ်မှာမကောင်းဘူးဆိုတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကောင်းတယ်ဆိုတာနဲ့နှိုင်းစာလိုက်ရင်တော့ဘာမှမပြောပါတော့ပါဘူးဟုတ်ရဲ့လားဆိုကြပါစို့ဟိုနှမ်းတင်းတောင်းနဲ့တတောင်းထည့်ထားတယ်နှမ်းတွေကအဖြူလေးကြီးပဲနှမ်းစီလေးအမဲလေး၄50စီလောက်ပါတာနဲ့ဒီနှမ်းတောင်းကိုအာနှမ်းသေးတွေအမဲတွေကိုရောနေတာလို့ပြောလို့ရလား မရပါဘူးနှမ်းအဖြူလေးကြီးပဲလို့ပြောရလိမ့်မယ်ဟုတ်လားသဘောပေါက်လားဦးဇင်ပြောတာကိုဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မိဘကိုဘလို့ကျေးဇူးဆက်မလဲမိဘအဆင်မပြေသည်အထိထိုင်ဆောင်မလားဒါမှမဟုတ်ကိုယ်အဆင်မပြေတာကိုလည်းအဆင်ဒီတအားပြေသည်အထိထိုင်ဆောင်မလားဖြစ်တယ်မို့လို့ထင်တယ်ဖြစ်နေတဲ့အခြေအနေ အခုလုံလုံးစေကိုပဲတတ်နိုင်တယ်များတုံ့ပြန်ကြဖို့လိုမယ်မိဘတွေအဆင်ပြေလည်းပဲအဆင်ပြေအဲ့ဒါသူ့အတူအဆင်ပြေတာကိုယ်စေတနာကိုယ်မြတ်တာကတည်တတ်ပဲ။ မလုတ်တင်မို့လားလုတ်တင်တာပေါ့ဒကာမတို့သူများတွေကကြွေးယူထားတယ်ဆိုရင်တထေးတယောက်စီကကြွေးယူထားတယ်သူတို့အဆင်ပြေးနေတာပဲငါပြန်ပေးစရာမလိုဘူးလို့လုပ်လို့ရလားမပြီးလို့တော့အဲ့ဒါကြတော့ကြွေးကိုမိဘကြတော့အဲ့ဒါလိုသဘောထားလားထားဘူးဟုတ်ရလားဒါကြောင့်ပေးတတ်ပေါင်းသူတော်ကောင်းတို့ဒီအချက်လေးတွေဒါဥစဉ်တို့ကစဉ်းစားနေကြတာနော်ဟုတ်ရလားအေးပြီးတော့ဥစဉ်တို့ပြောကြတာက ဟိုမိဘရဲ့ကျေးဇူးကိုဆက်ကြတဲ့နေရာမှာအဲ့ဒါလိုပြည့်စုံမှုယူရမှုနဲ့ဆက်ကြတာတွေရှိတယ်နော်အဲ့ဒါလိုနီးနဲ့ဆက်လို့ကတော့ဟိုကျေးဇူးဆက်ရမရောက်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့အပြည့်အလဲဆက်ပြီးပြီလို့တော့ပြောလို့မရဘူးတဲ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကဟိုမိဘရဲ့ကျေးဇူးကိုအကောင်းဆုံးဆက်ရရောက်အောင်နော်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီနီးကတော့ ဒါသာသမီတိုင်းသတိထားရမယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ယုံကြည်မှုတရားတရားမရှိတဲ့မိဘကိုယုံကြည်မှုတရားတရားရှိအောင်သာသမီကပြောပြနေရမယ်ဟုတ်ရဲ့လားအဲ့တော့အကောင်းဆုံးကျေးဇူးဆက်နေနော်အေးကိုကျင်တရားသီလပျက်စီးနေတဲ့မိဘကိုကိုကျင်တရားသီလကောင်းသွားအောင်ပြောပြနေရမယ်နှမျောဝန်တိုတဲ့မိဘကိုပေကန်းစွန့်ကျဲမှုမှာဝါသနာပွားလာအောင်တိုက်တွန်းပေးနေရမယ် အဲ့ဒါဒီသာလင်သူ့ရဲ့ဘဝတန်တရားတလျှောက်ပါကိုဟာကောင်းအောင် လုပ်ပြရမရောက်ဘူးလားရောက်တယ်နော်တတ္တာတိလစာကမရှိတဲ့မိဘကိုတတ္တာတိလစာကရှိအောင်မလုပ်ပြရမတော့တိုက်တွန်းပြရမယ်ပညာမရှိတဲ့မိဘကိုပညာရှိအောင်ကြိုးစားပြရမယ်အဲ့ဒါဆိုလို့ရှိရင်မိဘကိုဂျေဇူးဆက်ရာရောက်ပြီလို့ဘုရားဟောထားတယ်ဟုတ်ရလားဒါပေမဲ့ဒီနေရာမှာစဉ်းစားတဲ့အချက်တော်ရှိတာပေါ့မိဘကကိုယ့်ထက်ဒါနတွေ သီလတွေဟုတ်လားတရားတရားတွေပညာတရားတွေကြီးနေတာကောကဲမရှိနိုင်ဘူးလားရှိတယ်အဲ့ဒါဆိုရင်သာသမီတွေကအဲ့ဒီနည်းနဲ့ယေရှုဆက်လို့ရမလားဟေးဒါပေမဲ့တတ်နိုင်တယ်မြတ်ဆွေးနွေးတာမျိုးပါမျိုးပြုတ်ရင်တော့ကောင်းတာပေါ့ဟုတ်ရဲ့လားသို့တော်တချို့ကကြံကြံဖမအကက်ကင်ပါဆိုလို့ဦးစင်ကပြောနေတာဟုတ်လားပစ္စည်းဥစ္စာနဲ့ကိုကယေရှုမဆက်ချင်တာနဲ့ကင်အကောင်းဆုံးယေရှုဆန်တီတရားပဲဟောတော့မယ်ဆိုကိုကလည်းမိဘလောက်အဆင့်ရှိခြင်းမှရှိမှလေဟုတ်ရဲ့လားအေးဒါပေမဲ့ဒါကတော့မြတ်စွာဘုရားကဟော တကယ်မိဘကယုံညံ့နေတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် သာသမီကမိဘတဲ့တော်တဲ့အတ္တိဇာတသာသမီမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒါလည်းဖြစ်နိုင်တာမျိုးရှိတယ်မို့လားရှိတယ်အဲ့လိုဆိုရင်တိတ်တော်တဲ့သာသမီတွေကမိဘတွေကိုတွဲပြီးတော့ခေါ်ဖို့ဆိုတဲ့အဓိပ္ပာယ်ပေါ့တနည်းအားဖြင့်ဒီဘဝတူတူလေးအတွက်ကျေးဇူးဆက်တာမျိုးမဟုတ်ဘဲနဲ့တန်တရားတလျှောက်လုံးစာအတွက်မိဘကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတာပေါ့အဲ့တော့တကယ်လို့မိဘကကိုယ့်ထက်တိနေတယ်တက်နေတယ်ဆိုရင်လည်းပဲ မိဘကိုစိတ်ဓာတ်တွေဝင်ဖြစ်အောင်အလှဒါနတွေပို့ပြီးတော့ပြုဖြစ်အောင်သာသမီကပံ့ပိုးမယ်ဆိုရင်ကောအဲ့ဒါအကောင်းဆုံးကျေးဇူးဆက်တယ်လို့ပြောလို့မရဘူးလားရတယ်ဟုတ်ရလားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မိဘကိုကျေးဇူးပဇူးဆက်မလဲဆိုလို့ရှိရင်မိဘမပြေလည်သည်အထိထိုင်ဆောင်မနေပါနဲ့ကိုပြေလည်သည်အထိလည်းပဲထိုင်ဆောင်မနေပါနဲ့ရှိတဲ့အခြေအနေလေးကနေဖြစ်တယ်လို့လှုပ်ချင်တယ်ဆိုရင်လှုပ်လို့ရပါတယ်အ ਨੇ ဆုံးတော့ ချူသားတဲ့စကားအေးချမ်းတဲ့မြစ်တာတော့ပေးနိုင်အောင်ကြိုးစားပါ